မင်္ဂလာပါကလေးတို့ရေဒီချေကတော့ grade 7တိပ္ပံသင်ကြားပေးမယ့်ဒီချေချမ်းဖြစ်ပါတယ်။အခန်း9အားကသင်ခန်းစာ3ရိုးရိုးဆက်အကြောင်းလေးကိုတာဝန်သမီးတို့ကိုဒီချေကရှင်းပြပေးမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ရိုးရိုးဆက်အကြောင်းကိုတာဝန်သမီးတို့ဒီချေကရှင်းပြပေးမယ်နော်။အဲ့တော့ရိုးရိုးဆက်တဲ့ဟာဆိုရင် အလုံးလုံးရာတွင် လွယ်ကူစေရန်သို့မဟုတ်အားဆိုင်ရတဲ့ဟာမှာတတ်တာစေရန်နေ့စဉ်အသုံးပြုရတဲ့ဆွမ်းဆောင်သုံးကြိယာတွေပဲဖြစ်ပါတယ်။ယခုခေတ်ကျွန်ုပ်တို့မြင်တွေ့ရတဲ့ဆန်ဆက်စီဆက်မော်တော်ကားအင်ဂျင်ဆက်ခြီဆက်စတဲ့ရှုပ်ထွေးလာတဲ့မြည်သည့်ဆက်ကိုမဆိုရိုးရိုးဆက်တွေကိုတကယ်လို့အမျိုးမျိုးပေါင်းဆက်၍တိဆောက်ထားခြင်းပဲဖြစ်ပါတယ်။ ကဲဒါဆိုရင်တာဝန်သမီးတို့လုပ်ငန်းလေးကိုကြည့်အောင်တာဝန်သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာ134ကပုံခွန်လေးရိုးရိုးဆက်များဆိုတဲ့ပုံလေးကိုကြည့်ပေးပါအဲ့တော့လုပ်ငန်းပုံခွန်လေးမှာဆိုရင်တော့ရိုးရိုးဆက်တွေကိုပေါ်ပြပေးထားပါတယ်ကဲပထမဆုံးပုံလေးကတော့မောင်းတန်သို့မဟုတ်ကုတ်ဟုတ်ပြီနော်ဒုတိယပုံလေးကတော့ဆက်သီးတတိယပုံလေးကတော့ဘီးနှစ်ဝင်ရိုးစတုထပုံလေးကတော့ ြင်းကြီးဆောင်းနဲ့ဟုတ်ပြီနော်ပစ္စမပုံလေးကဝတ်ဦးကဲနောက်ဆုံးပုံလေးကတော့တက်ပဲဖြစ်တယ်ကဲဒါကတော့ဒီချက်တို့ရိုးရိုးဆက်တည်းရဲ့ပုံလေးတွေပြပေးထားတာပါကဲဒါဆိုရင်ဒီချက်နဲ့တူတူအဓိကချက်ကလေးကိုကြည့်အောင်အဓိကချက်ရှုပ်ထွေးလှတဲ့မြည်သည့်ဆက်ကိုမဆိုရိုးရိုးဆက်တွေကိုအမျိုးမျိုးပေါင်းဆက်၍တိဆောက်ထားခြင်းပဲဖြစ်ပါတယ်ဟုတ်ပြီမောင်းတန်သို့မဟုတ်ကုတ် တော့မောင်းတန်သုံးမဟုတ်ကုတ်ကတော့အလုံးလုံးရန်စိုက်ထုတ်ရတဲ့စိုက်အားဝင်နဲ့မောင်းတန်လေရန်လေချက်တို့ပါဝင်ပါတယ်။ကဲဒါဆိုရင်ဒီချက်တို့လုပ်ငန်းတက်ကလေးကိုကြည့်အောင်လုပ်ငန်းတက်ကလေးကတော့သားတို့သမီးတို့ရဲ့ကြောင်းသုံးဖက်စာအုပ်မှာပါတဲ့စာမျက်နှာ135ကပုံကလေးတွေရှိတယ်။ဒါပုံကလေးသုံးပုံကိုကြည့်ပေးပါ။ဟုတ်ပြီအဲ့ဒီပုံမှာဆိုရင်တော့ပုံ9ကတော့ပထမတန်းစာကုတ် ပုံခွန်6ကတော့ဒုတိယတန်းစားကုံနဲ့ပုံခွန်ခွန်ကတော့တတိယတန်းစားကုံဆိုပြီးတော့နော်ကုံမျိုးစား3မျိုးကိုပြပေးထားပါတယ်။ကဲဒါဆိုရင်လုပ်ငန်း1မောင်းတန်သို့မဟုတ်ကုံပါဆိုရင်တော့လေချက်တစ်ခုကိုနော်တချေတို့ပိတ်၍လေနိုင်နဲ့မာကျောတဲ့အချောင်းတစ်ချောင်းပဲဖြစ်ပါတယ်။မောင်းတန်သို့မဟုတ်ကုံတွေကိုလေချက်ရဲ့တင်းနေရာပေါ်မှာမူတည်ပြီးတော့မှ3မျိုးခွဲခြားနိုင်ပါတယ်။ဟုတ်ပြီ။ ပထမတန်းစားကုတ်ကတော့ပုံခုံကားမှာဆိုလို့ရှိရင်တော့လေချက်ကစိုက်အားနဲ့เนาะဝန်ချားမှာရှိပါတယ်အဲ့တော့ဝန်ဟာဆိုလို့ရှိရင်တော့လေချက်နဲ့နီးလေအားစိုက်ထုတ်မှုတက်တာလေးပဲဖြစ်ပါတယ်ဟုတ်ပြီเนาะဒုတိယတန်းစားကုတ်ကလေးကတော့ပုံခုံ6မှာဟုတ်ပြီเนาะဝန်ဟာစိုင်အားနဲ့လေချက်ချာမှာရှိတယ် ဝန်ဟာလေချက်နဲ့နှီးပြီးတော့မှဆိုင်အားဟာလေချက်နဲ့ဝင်းနေတာဖြစ်တဲ့အတွက်ကြောင့်အားဆိုင်ရတတ်တာပါတယ်တတိယတန်းစားကုတ်ကလေးကိုကြည့်ပါဦးပုံခွန်ခွန်မှာ ဆိုလို့ရှိရင်တော့ဆိုင်အားဟာဝန်နဲ့လေချက်ကြားမှာ ရှိပါတယ်အဲကြောင့်ဝန်ထက် အားဆိုင်ထုတ်မှု ပမာဏကို များရပါတယ်ကဲဒါဆိုရင်ပေါ်ပြပါကို့အမျိုးအစားတွေရဲ့အားဆိုင်ထုတ်မှုအ ਨੇ အများဟာဆိုရင် လေကျက်ရဲ့တင်းနေရာပေါ်မှာမူတည်နေပါတယ်ဟုတ်ပြီနော်လေကျက်ကဝန်နဲ့နေမယ်ဆိုလို့ရှိရင်တော့ဒီချေတို့ပို့ပြီးတော့အဆိုင်ထုံးမှုတက်တာတာပေါ့နော်အဲ့တော့ပုံလေးကိုကြည့်လိုက်တာနဲ့ဒါတော့သမီးတို့သိမယ်ဘယ်ဟာကတော့အဆိုင်ထုံးမှုနေတယ်ဘယ်ဟာကတော့အဆိုင်ထုံးမှုများတယ်ဆိုတာကိုလေကျက်ပေါ်မှာမူတည်ပြီးတော့သိနိုင်ပါတယ်ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းနှစ်ကလေးကိုကြည့်ရအောင်လုပ်ငန်းနှစ် ုံခွန်ရှင်မှာဆိုလို့ရှိရင်เนาะတကယ်လို့ဟုတ်ပြီเนาะတာဝန်သမီးတို့ရဲ့ចောင်းသုံးဖက်စာအုပ်မှာပါတဲ့စာမျက်နှာ136ကပုံခွန်ရှင်စိုက်အောင်ဝန်နဲ့လေချက်တို့တည်နေရပြပုံဆိုပြီးတော့ပုံလေးတွေသူပေးထားတယ်ကဲဒါလေးကိုတာဝန်သမီးတို့ကြည့်ပါအောင်အဲ့တော့တာဝန်သမီးတို့ရဲ့ခဲတံလေးနဲ့တာဝန်သမီးတို့ရဲ့ဖက်စာအုပ်ကလေးထဲမှာပဲမှတ်လို့ရတယ်เนาะဒါမှမဟုတ်ရင်မှတ်စုဆောင်ထဲမှာမှတ်ထားလည်းရတယ်ကဲဒါဆိုရင်တကယ်လို့ကြည့်အောင်ပေးထားတဲ့ပုံခွန်ရှင်မှာဆိုလို့ရှိရင်เนาะဆိုင်အောင် ဝန်နဲ့လေချက်တို့ဟာမြည်သည့်နေရာတွင် ရှိသည်နိတဲ့မြည်သည့်ကို့အမျိုးအစားတွင်ပါဝင်သည်နိအုပ်စုလိုက်ဆွေးနွေးဖြစ်ဆိုပါဆိုပြီးတော့ပုံလေးလေးပုံ ပေးထားတယ်ကဲတအားသမီးတို့ဖြည့်ကြည့်ပါအောင်စဉ်းစားပြီးတော့ဟုတ်ပြီကဲဒါဆိုရင်ဒီချက်နဲ့တူတူစရအောင်ကဲကြည့်ပါအောင်ပထမဆုံးပုံလေးကတော့တမျက်စီပုံလေးကိုပေးထားတယ်အဲ့ဒီပုံလေးမှာဆိုရင်ကဲတောက်သမီးတို့ခဲလေးနဲ့ဖြည့်ကြည့်ပါအောင်ဘယ်နေရာလေးကတော့ဆိုင်ရဘယ်နေရာလေးကတော့ဝန်ဘယ်နေရာလေးကလေချက်ဖြစ်မလဲ ဟုတ်တာပေါ့တချေတို့ဟုတ်ပြီနော်တပြက်စီရဲ့တချေတို့အပေါ်ဆုံးလက်ကင်တန်းလေးရတော့တချေတို့ကလဲချက်ဖြစ်တယ်ဟုတ်ပြီနော်တချေတို့တပြက်စီကိုကင်တဲ့နေရာလေးရကြတော့တချေတို့ကင်ထားတဲ့နေရာလေးရဆက်ရဖြစ်ပြီးတော့မှအောက်ကတချေတို့အမွှေးလေးပေါ့နော်တပြက်စီလှဲတဲ့နေရာလေးကိုတော့တချေတို့ကဝင်ဖြစ်တယ်အဲ့တော့သားသမီးစဉ်းစားကြည့်ပါဦးသူကလဲချက်နဲ့ဝင်နေအောင်ဝေးကွာနေတယ်ဒါဆိုရင်သူကပထမတန်းစားကုတ်ဖြစ်မလားဒုတိယတန်းစားကုတ်ဖြစ်မလားတတိယတန်းစားကုတ်ဖြစ်မလားဟုတ်တယ်တတိယတန်းစားကုတ်ဖြစ်တယ်နော် ကဲနောက်တစ်ပုံကြည့်မယ်ကကြေကကြေကဘာဖြစ်လဲတကယ်တော့စက်ကူလေးကိုညှက်နေတဲ့ပုံလေးအဲ့ဒီမှာဆိုရင်ရောဘယ်နေရာလေးရတော့ဟုတ်ပြီတကယ်တော့လက်ကင်လေးဟုတ်တယ်နော်တကယ်တော့ကကြေကင်နဲ့လက်ကင်နေရာလေးကဆိုက်ရားလေးဖြစ်တယ်ဟုတ်ပြီတကယ်တော့ဆိုက်ရွက်ကလေးရရောဟုတ်တယ်ဆိုက်ရွက်ကလေးရဝန်ဖြစ်ပြီးတော့မှတကယ်တော့ကကြေရဲ့အလေလေးမှာဟုတ်ပြီနော်ရှိတဲ့နေရာလေးကတကယ်တော့လေချက်ဖြစ်တယ်ဒါဆိုရင်သူကရောဘာဖြစ်မလဲဟုတ်ပြီဝန်နဲ့လေချက်နဲ့ကနည်းနည်းလေးနေတယ် ကဲဒါဆိုရင်ရော तू ကဘာဖြစ်မလဲဟုတ်တယ် तू ကတော့ဒုတိယတန်းစားကုန်ဖြစ်တယ်နော်ကဲနောက်ထပ်တစ်ခုကြည့်မယ်ကဲတတိယပုံလေးကိုကြည့်ပါဦးတတိယပုံလေးရောဟုတ်တယ်တတိယပုံလေးက तू နဲ့တန်တဲ့ပုံလေးဘာဖြစ်လဲ तू ကိုခြေတို့ကဟုတ်ပြီနော်တန်လေးကိုဘာဖြစ်နေလဲဟမ်ဆွဲနှုတ်နေတဲ့ပုံလေးကဲဒါဆိုရင်ကြည့်မယ်ဘယ်နေရာလေးရတော့ဆိုင်ရဖြစ်မလဲလေချက်ဝုံဖြစ်မလဲကြည့်ပါဦးဟုတ်တယ်တချို့တူရဲ့တချို့လက်ကင်နေရာလေးကဆိုင်ရဖြစ်တယ်ဟုတ်ပြီ တန်နေရာလေးပေါ့နော်တကယ်လို့ဒီနေရာမှာဆွဲနှုတ်နေတဲ့တန်နေရာလေးကတော့ဝန်ဖြစ်ပြီးတော့မှတူရဲ့အလယ်လေးကတော့လဲချက်ဖြစ်တယ်အဲ့တော့တကယ်လို့ကလဲချက်နဲ့ဝန်နဲ့ကနီးကပ်စွာရှိနေတာဖြစ်တဲ့အတွက်ကြောင့် तू ကတော့ပထမတန်းစားကုတ်ဖြစ်တယ်နော်ကဲဟုတ်ပြီနောက်ထပ်တစ်ခုကကြတော့တကယ်လို့ဘာဖြစ်လဲစက်ကိုညက်တဲ့ stapler လေးဟုတ်ပြီကဲ तू ကရောကြည့်ပါဦးဟုတ်ပြီဘယ်နေရာလေးမှာတော့ဆရာဝန်လဲချက်ဖြစ်မလဲဟုတ်တယ် ကဲကြည့်မယ်အဲ့တော့ဒီကျေတို့တွေကဟုတ်ပြီနော်ဒီကျေတို့လက်ဖိလိုက်တဲ့နေရာလေးကဘာဖြစ်လဲလက်ဖိလိုက်တဲ့နေရာလေးကဆိုက်အားဖြစ်ပြီးတော့ဟုတ်ပြီနော်ဒီကျေတို့ဘာဖြစ်လဲနော်ဒီဖိတဲ့နေရာလေးကမှဒီကျေတို့ကဘာဖြစ်လဲသူမျက်မဲ့ပစ္စည်းလေးထဲမှာဆိုတော့အဲ့ဒီနေရာလေးကဝင်ဖြစ်တာပေါ့ဟုတ်ပြီနော်နောက်ဆုံးနေရာလေးမှာကဒီကျေတို့ကလဲချက်ဖြစ်နေတယ်ကဲဒါဆိုလို့ရှိရင်တော့ တချဲတို့ဒီဃကရောဘာဖြစ်မလဲဝန်နဲ့လေဂျင်နဲ့ဝေးกว่าနေတယ်အဲ့လိုဝေးกว่าနေရဆိုတော့တချဲတို့ကသူကတော့တတိယတန်းစားကုတ်ကလေးပဲဖြစ်တယ်နော်ကဲအခုတချဲကတောက်သမီးတို့ရှင်းပြလိုက်တာကိုနားလိမ့်မယ်လို့တချဲထင်တယ်ကဲဒါဆိုရင်တချဲတို့အဓိကချက်ကလေးကိုသွားရအောင်အဓိကချက်များမောင်းတန်သူမဟုတ်ကုတ်ဟာလေဂျက်တစ်ခုကိုပတ်၍လဲနိုင်တယ်မာကျောတဲ့အချောင်းတစ်ချောင်းပဲဖြစ်ပါတယ်မောင်းတံသူမဟုတ်ကုန်မှာဆိုရင်တော့အလုတ်လုတ်ရန် စိုက်ထုတ်ရတော့စိုက်အား ဝင်နဲ့မောင်းတန်လေရန် လေချက်တို့ရှိပါတယ်ပထမတန်းစာကုန်မှာဆိုရင်တော့ဆိုင်အားလေချက်ဝင်ဒုတိယတန်းစာကုန်မှာဆိုလို့ရှိရင်တော့ဆိုင်အားဝင်လေချက်တတိယတန်းစာကုန်မှာဆိုလို့ရှိရင်တော့ဝင်ဆိုင်အားလေချက်တို့ပဲဖြစ်တယ်အဲ့တော့ကို့အမျိုးအစားတွေမှာဆိုရင်တော့အားဆိုင်တော့မှုအ ਨੇ အများဟာ လေချက်ရဲ့တည်နေရာပေါ်မှာမူတည်နေပါတယ်တနည်းအားဖြင့်အားနဲ့ လေချက်အကွာဝေးဝုံနဲ့လေချက်အကွာဝေးတို့ပေါ်မှာမူတည်နေပါတယ်ကွယ်ကဲဒါဆိုရင်တီချေတို့လုပ်ငန်းတက်ကလေးကိုကြည့်ရအောင်လုပ်ငန်းတက်ကလေးမှာဆိုလို့ရှိရင်တော့ပုံဝင်ခြင်းမှာ မြင်ဘူးသောစက်သီးဖြစ်ပြုတ်လုံထားတဲ့ပစ္စည်းများကိုအုပ်စုလိုက်ဆွေးနွေးဖြစ်ဆိုပါတဲ့ကဲဒါလေးကဒီချဲကတောက်သမီးတို့ကိုလက်တွေ့စက်သီးပုံလေးပြထားပေးထားတယ်တောက်သမီးတို့တွေ့မယ်ထင်တယ်နော်ကဲဟုတ်တယ်အဲ့တော့စက်သီးဆိုတာကတော့ဝင်ရိုးတစ်ခုကိုပတ်၍လဲနိုင်ပြီးရင်းဝင်ရိုးကိုဘောင်တစ်ခုတွင် အသေးဆွဲထားတယ်အဲ့ဒီဘောင်တစ်ခုမှာအသေးဆွဲထားတဲ့စက်သီးကိုဒီချဲတို့က ဒန်သေးဆက်သီးလို့ခေါ်တယ်အဲဆက်သီးလေးမှာတကယ်တော့ဘောင်တူးမှာသူ့ကိုအသေးပဲဆွဲထားတယ်ကွယ်အဲ့တော့ဆိုရင်သူကဘဲမှမရွေးတော့အဲ့ရမို့သူ့ကိုဒန်သေးဆက်သီးလို့ခေါ်တယ်ကဲဒါဆိုရင်တကယ်တော့လုပ်ငန်းနှစ်ကလေးကိုကြည့်အောင်လုပ်ငန်းနှစ်ကတော့သားတော်သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နာ130ခွန်ကပုံခွန်ကို ရေတွင်းမှရေကိုဆက်သီးဖြင့်ဆွဲတင်ပုံဆိုပြီးတော့ပုံလေးပြပေးထားတယ်အဲ့ဒါကသားတော်သမီးတို့ ကျေးရွာတွေမှာတွေ့ရလိမ့်မယ်ဟုတ်ပြီနော်တောင်သူမြင်မှုတဲ့သူမြင်မှုလိမ့်မယ်အဲ့ဒီမှာဆိုရင်ဒီချေတို့ကရေတွင်းထဲကရေကိုဒီချေတို့ကဆက်သီးနဲ့ဘာဖြစ်လဲအပေါ်ကိုဆွဲတင်တာရေတွေဆွဲတင်တာပေါ့နော်ကဲအဲ့ပုံလေးပေးထားတယ်အဲ့တော့ပုံခွန်ကိုမှာဆိုရင်တော့ရေတွင်းမှရေပုံးကိုဆက်သီးဖြစ်ဆွဲတင်ရတဲ့အခါမှာဆက်သီးကိုမြည်တို့တထားပါသနီးတဲ့မြည်သည့်ဆက်သီးအမျိုးအစားကိုအသုံးပြုထားသနီးအုပ်စုလိုက် ဆွေးနွေးဖြေဆိုပါဆိုပြီးတော့တအားတို့သမီးတို့ကိုပြောထားတယ်ကဲတအားတို့သမီးတို့ဆွေးနွေးကြည့်ပါဦးဟုတ်ပြီကဲဒါဆိုရင်တကယ်တို့ကြည့်အောင်အဲ့တော့စက်သီးအမျိုးအစားမှာဆိုလို့ရှိရင်တော့စိုက်ထုတ်ရတဲ့အားပမာဏဟာဝုံရဲ့အလေးချိန်ညာတူညီတယ်အဲ့တော့ရင်းစက်သီးအမျိုးအစားဟာဆိုရင်စိုက်ထုတ်ရတဲ့အားပမာဏပြောင်းလဲမှု မရှိတော့လေတက်ရောက်သောအားရဲ့ဥတီယာကို ပြောင်းလဲစေပါတယ် အလုံးလုံးရာမှာလဲရွယ်ကူတက်တာစီပါတယ်။ကဲဒါဆိုရင်ခုနတစ်ချေတို့ဆွေးနွေးကြည့်အောင်စဉ်းစားခိုင်းထားတာလေးကိုဟုတ်တယ်အဲ့တော့ရေရင်းမှာရေပုံးကိုတချို့တို့ဆက်သီးနဲ့ဆွဲတင်တဲ့အခါမှာတော့ဒန်းသေးဆက်သီးအမျိုးအစားကို အသုံးပြုထားပါတယ်။ရေရင်းအထွက်မှာဆိုလို့ရှိရင်တော့တချို့တို့ကန့်လန့်ဖြတ်ရိုက်ထားတဲ့ပုံမှာဆိုရင်ဆက်သီးကို အသေးချိတ်ထားပြီးတော့မှဆက်သီးကျိုးရဲ့တစ်ဖက်အစွန်းမှာတော့ ရေပုံးကို ခြိထားတယ်။ရေပုံးကို ရေတွင်းမှဆွဲတင်လိုက်တဲ့အခါမှာတော့ကျိုးရဲ့အချားတစ်ဖက်စုံကိုဆွဲပေးရပါတယ်။ထို့အခါရေပုံးခြိထားတဲ့အချားအစုံတစ်ဖက်ဟာဆိုလို့ရှိရင်တော့အထက်ကို တက်လာတယ်။ဤနည်းဖြင့်အောက်မှအထက်သို့ဆွဲတင်နေတဲ့အချင်းအရာကိုတကယ်တော့အထက်မှ အောက်သို့ဆွဲချနေတဲ့အချင်းအရာဖြစ်အောင်ဆက်သီးကပြုတ်လုပေးနိုင်ပါတယ်။ ထို့အပြင်ရင်းဆက်သည့်အမျိုးအစားရဲ့စိုက်ထုတ်ရတဲ့အပမာဏဟာဝုံရဲ့အလေးချိန်နဲ့တူညီသောရိုးရိုးဆက်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။သို့သောရင်းဆက်သည့်အမျိုးအစားဟာဆိုလို့ရှိရင်တော့စိုက်ထုတ်တဲ့အပမာဏပြောင်းလဲမှုမရှိတော့လဲတက်ရောက်သောအားရဲ့ဥတ္တရာကို ပြောင်းလဲစေနိုင်ပါတယ်ဥပမာနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အလံထိုင်ထိတ်မှရှိတဲ့ ဆက်သီးလေးပဲဖြစ်ပါတယ်တချို့အလံတွေကိုကြောက်မှဆွဲတင်မယ်ဆိုလို့ရှိရင်တော့တချို့ဆက်သီးလေးကိုသုံးပြူပြီးတော့မှအလံကိုတိုက်ထရအောင်ဆွဲတင်တဲ့ပုံလေးပေါ့နော်ဒါလေးတွေရှိတယ်ကဲတောင်းသမီးတို့နားလိမ့်မယ်လို့တချက်ထင်နေနော်ကဲဒါဆိုရင်တချို့အဓိကချက်ကလေးကိုကြည့်ရအောင်အဓိကချက်များဆက်သီးဟာဆိုလို့ရှိရင်တော့အားစိုက်ထုတ်မှုလွယ်ကူတက်တာစေတဲ့ကိုယ်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်ဆက်သီးဆိုဒီမှာကျိုးတစ်ချောင်းလမ်းမချော်ပဲ ရှောသွားနိုင်ရင်နှကန်တလျှောက်ထွင်းထားတဲ့ဘိန်းတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒန်သေးဆက်တီရဲ့စိုက်ထုတ်ရတဲ့အပမာဏဟာဆိုရင်ဝုံရဲ့အလေးချိန်နဲ့တူညီပါတယ်ဒန်သေးဆက်တီမှာဆိုရင်စိုက်ထုတ်ရတဲ့အပမာဏဟာဆိုရင်ပြောင်းလဲမှုမရှိတော့လေတက်ရောက်တဲ့အားရဲ့ဥတ္တရာကိုတော့ပြောင်းလဲစေပါတယ်ကဲဒါဆိုရင်ဒီချက်တို့ပြင်ရင်ဆောင်လေးကိုဆက်ပြီးတော့ကြည့်ရအောင် သားတို့သမီးတို့ရဲ့ကျောင်းသုံးဖက်စာဥမှာပါတဲ့စာမျက်နာ138ကပုံလေးပေါ့နော်ပုံခွန်တက်တုံညာကတကယ်လို့ဝန်ကိုပြင်ကြီးဆောင်အသုံးပြု၍မတင်ခြင်းနဲ့ဒေါင်လိုက်မတင်နေပုံလေးကိုကြည့်ပေးပါဦးကဲဟုတ်ပြီဒါဆိုရင်ပြင်ကြီးဆောင်အဲ့တော့ပြင်ကြီးဆောင်ဟာဆိုလို့ရှိရင်တော့အလုတ်ပြီးမြောက်စေရန်စိုက်ထုတ်ရတဲ့အပမာဏကိုလျှော့ချပေးတဲ့ ရိုးရိုးဆက်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ဥပမာလူတယောက်ဟာဆိုလို့ရှိရင်900အန်ဆိုတဲ့နျူတန်အလေးချိန်ရှိတဲ့ဝန်းတစ်ခုကိုတချို့လို့ဒေါင်လိုက်မတင်တော့အခါအနည်းဆုံးအားပမာဏ900အန်ဆိုတဲ့နျူတန်လိုအပ်တယ်။အကယ်၍တချို့ကပြင်းကြီးဆောင်ကို အသုံးပြုပြီးတော့မှအဲ့ဒီဝတ္ထုကိုတချို့ကဘာဖြစ်လဲမတင်မယ်ဆိုလို့ရှိရင်တော့အားပမာဏ900အန်ဆိုတဲ့နျူတန်အောက် ယုံနေမှာပဲဖြစ်ပါတယ်။ထို့ကြောင့်ပြင်ညီဆောင်ဟာဆိုလို့ရှိရင်တော့ဝိထုတစ်ခုရဲ့အာနေသောနေရာမှညင့်သောနေရာသို့အားဆိုင်ထုံမှုတတ်တာစွာဖြင့်ရွေလျားစေရန်ပြုလုပ်ထားသောညီညာပြန့်ပြူတဲ့မျက်နှာပြင်ဆောင်တစ်ခုပဲဖြစ်ပါတယ်။ကဲတော့သူတို့စဉ်းစားကြည့်အောင်900လောက်လေးတဲ့ပစ္စည်းတစ်ခုကိုတောက်သူတို့ဒီတိုင်းပဲထောင်းလိုက်မတင်မင်းဆိုရင် 900အားရှိမှတကယ်လို့မနိုင်မှာဖြစ်တယ်ဒါပေမဲ့တကယ်လို့အားက900လောက်မရှိဘူးဒါပေမဲ့ဒီပစ္စည်းက900လောက်လေးနေတယ်ဆိုရင်တကယ်လို့ပြင်ကြီးဆောင်လေးနဲ့အသားလေးပဲသူ့ကိုတင်လိုက်မယ်ဆိုရင်နော်တကယ်လို့တကယ်လို့အား900မလိုတော့ဘူးရော့သွားပြီးတော့မှလွယ်လွယ်ကူကူလေးပဲတင်နိုင်မယ်နားလေတယ်နော်ကဲဒါဆိုရင်တကယ်လို့လုပ်ငန်းလေးကိုဆက်ပြီးတော့ကြည်အောင် သားတို့သမီးတို့ရဲ့ကျောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နာ138ကပုံခွန်တစ်တစ်ကပြင်ကြီးဆောင်ပုံသဏ္ဍာန်ဖြစ်ဖန်တီးထားတဲ့ဝတ္ထုပစ္စည်းများဆိုတဲ့ပုံလေးတွေပဲဖြစ်တယ်။လှေကားများဟာလည်းပြင်ကြီးဆောင်အမျိုးအစားပဲဖြစ်ပါတယ်။ပုံခွန်တစ်တစ်မှာဆိုရင်တော့မတ်ဆောက်တဲ့လှေကားနဲ့ပြင်ပြစ်တဲ့လှေကားမှာဆိုရင်ညီစီကပို၍အားဆိုင် တတ်တာတနည်းတဲ့အောက်ဆူလိုက်ဆွေးနွေးဖြစ်ဆိုပါတဲ့ကဲကြည့်ပါဦးမတ်ဆောက်တဲ့လှေကားနဲ့တကယ်ပြေးပြေးလေးလုပ်ထားတဲ့လှေကားနဲ့ဘယ်ဟာကပို့ပြီးတော့အားဆိုင်ထုံမှုတကယ်တို့အားဆိုင်တတ်တာစင်မလဲဟုတ်ပြီကဲပြေးပြစ်တဲ့လှေကားကတော့တကယ်တို့အကွာအဝေးပမာဏပိုများဆိုလဲသူကတော့ပြေးပြေးလေးလုပ်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့အကွာအဝေးလေးကတော့ပိုများကျင်များနေမယ်ဒါပေမဲ့အားဆိုင်ထုံမှုတတ်တာစီတယ်ဟုတ်ပြီနော် ပြေးပြစ်တဲ့လှေကားမှာဆိုလို့ရှိရင်တော့ ရေပြင်ကြီးမှတောက်45ဒီဂရီထက်နည်းပြီးတော့မှတချို့လို့စောင်းအောင်ပြုလုပ်ထားတယ်ဟုတ်ပြီနော်45တက်နည်းအောင်ဆိုတော့တချို့30လည်းဖြစ်မယ်20လည်းဖြစ်ခြင်းဖြစ်နိုင်တယ်ဟုတ်ပြီနော်45ဆိုတက်လောက်ဖြစ်နေမှာပေါ့ဒါထက်ကိုသူကပို့ပြီးတော့မှနည်းအောင်ပြုလုပ်ထားပေးတယ်တဲ့အဲ့တော့မက်ဆောက်တဲ့လှေကားဟာဆိုလို့ရှိရင်တော့အကွာအဝေးကတော့နည်းလိမ့်မယ်ဒါပေမဲ့အားဆိုင်ထုတ်မှုတော့တသက်သာစေမယ်တောက်သမီးတို့မြင်ပါလိမ့်မယ် တော့တိုက်ခန်းတွေမှာတချို့လှေကားတက်မယ်ဆိုလို့ရှိရင်ပြပြလေးလှုပ်ထားတဲ့လှေကားနဲ့မက်မက်ကြီးလှုပ်ထားတဲ့လှေကားမှာဘယ်ဟာကပိုပြီးမောလဲတက်ရတာဟုတ်တယ်တချို့မက်ဆောက်ပြီးတဲ့လှေကားပိုပြီးတော့မောတယ်ဒါပေမဲ့သူကတော့ဘာဖြစ်လဲအကွာအဝေးလေးကတော့နေတာပေါ့နော်တချို့ဒါပေမဲ့ပိုပြီးတော့မှတချို့အားဆိုင်လို့မတက်တာဟောင်းပြုလုပ်ထားတာမဟုတ်ဘူးပေါ့နော်ပြပြတာလေးကတော့လှုပ်ထားတာပေါ့ကဲဒါဆိုရင်တအားသမီးတို့တချို့အခုပြောလိုက်တာလေးကိုနားလည်မဲလို့တချို့ထင်ပါတယ် ကဲအဲ့တော့ဒီသင်ခန်းစာကိုသင်ယူပြီးတဲ့အခါမှာတော့တချို့တို့အောက်ပါအချက်တွေကို နားလည်တက်မြောက်သွားမှာပဲဖြစ်ပါတယ်။ဘာရင်းလဲဆိုတော့အရာဝတ္ထုတစ်ခုပေါ်တော့အားတစ်ခုတက်ရောက်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့အရွေနဲ့အလုတ်တဘာဝတို့ရဲ့ဆက်ဆက်ပုံကိုလေ့လာတတ်မယ်။ပြီးစွမ်းရည်အမျိုးမျိုးရှိကြောင်းကို သိရှိနားလည်ပြီးတော့မှစွန့်ရင်နေရဆိုလို့ရှိရင်တော့အသွင်တစ်မျိုးကနေတစ်မျိုးကို ပြောင်းလဲသွားပုံကိုတော့သတို့ရှင်းပြတတ်ပါမယ်။ပြီးရိုးရိုးဆက်အမျိုးမျိုးရှိကြောင်းနားလည်သိရှိပြီးတော့မှပတ်ဝန်းကျင်မှာရှိတဲ့ရိုးရိုးဆက်တွေကို အမျိုးအစားခွဲခြားတတ်ပါမယ်။အရာဝတ္ထုများပေါ်ဆက်ရဲ့အကျိုးပြုပုံတွေကို ရှင်းပြတတ်မှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီချက်တို့အခန်းခွနဲ့ကိုပြန်လည်သုံးသပ်ကြည့်အောင်။အဲ့တော့အခန်းခွနဲ့ကိုပြန်လည်သုံးသပ်ခြင်းစမတ်နဲ့ ဆုံးမှတ်ဟာဆိုလို့ရှိရင်တော့တကယ်လို့ထူမယ်ဆိုရင်အရွေဟာသုံးများဖြစ်ပါတယ်။အလုတ်ဟာဆိုလို့ရှိရင်တော့တကယ်လို့အားနဲ့အရွေနဲ့မြောက်ချင်းပဲဖြစ်တယ်။စွမ်းရင်မှာဆိုလို့ရှိရင်တော့စွမ်းရင်အမျိုးမျိုးရှိတယ်။အားမှာဆိုရင်တော့တကယ်လို့ရိုးရိုးဆက်တွေရှိတယ်။အဲ့တော့ရိုးရိုးဆက်တွေကဘာလဲဆိုလို့ရှိရင်မောင်းတန်သုံးမဟုတ်ကုန်ဆက်တီဘိန်းနဲ့ဝင်းရိုးပြင်းကြီးဆောင်ဝတ်ဦးတက် အဲ့ဒီမှာမတကယ်တော့ဟုတ်ပြီနော်မောင်းတန်သုံးမဟုတ်ကုန်မှာမသုံးမျိုးရှိတယ်ပထမတန်းစာကုတ်ဒုတိယတန်းစာကုတ်တတိယတန်းစာကုတ်အဲ့ဒီမှာပထမတန်းစာကုတ်ကတော့တကယ်တော့စိုက်ရလေချက်ဝန်ဒုတိယတန်းစာကုတ်ကတော့စိုက်ရဝန်လေချက်တတိယတန်းစာကုတ်ကတော့ဝန်စိုက်ရလေချက်ဆက်သီးမှာဆိုရင်တော့ဒန်သင်ဆက်သီးရှိတယ်ပြင်ကြီးဆောင်မှာဆိုလို့ရှိရင်တော့ပြေပြစ်တဲ့ပြင်ကြီးဆောင်နဲ့မတ်ဆောက်တဲ့ပြင်ကြီးဆောင်ရှိတယ် ဖြည့်ပြည့်တဲ့ပြင်ကြီးဆောင်ကတော့အကွာအဝေးတွေများတယ်အားစိုက်ထုတ်မှုတော့တက်တာတယ်မဆောက်တဲ့ပြင်ကြီးဆောင်ကတော့အကွာအဝေးတော့နည်းတယ်အားစိုက်ထုတ်မှုတော့များတယ်ကဲအခုဒီချက်ရှင်းပြပြလိုက်တာကတော့အခန်း9အားကသင်ငန်းစာ3ရိုးရိုးဆက်နဲ့အခန်း9ကိုပြန်လည်သုံးသက်ခြင်းကိုဒီချက်ကတအားသမီးတို့နားလည်သဘောပေါက်ရှင်းပြပြလိုက်တာပဲဖြစ်ပါတယ်ဒီချက်နဲ့တူတူနောက်သင်ငန်းစာမှာပြန်တွေ့မယ်နော်